ားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းဆက်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်းရတော့မင်းညာကိုသိမ့်ဖို့စိတ်ကူးမရင်ပါနဲ့ဆိုပြီးတော့မင်းညာပြီးသူစစ်တွေကပြောလာတယ်ဆိုပြီးတော့ပေါ့ကိုရမပြန်လည်ပြောဆိုလာပါတယ်ဒီဘက်ကိုဝင်ရောက်ကြည့်ရှုပြီးတော့လေးလာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ Thank you. ော်ဒီမင်္ဂလာပါဗျာဒီနေ့ကတရက်9လပိုင်း2025ည9:17နာရီအချိန်ဖြစ်ပါတယ်ဗျာအခုကျွန်တော်လည်းဆိုလို့ရှိရင်တော့ဒီပေါ့နော်ဒီမြင်းကြံတောင်းတာတထိုးကြီးသုံးမျိုးပေါင်းပြီးမှမြင်းကြံမျိုးကိုတိုက်မယ်ဆိုတော့ဗရတ်ဒီပေါ့နော်ဗရတ်ဒီဒီနောက်ဆုတ်သွားတယ်ဆိုတော့အကြောင်းလေးကိုတင်ပြခြင်းပါတယ်ဗျာနော်မြင်းကြံတောင်းတာကြားရှိနမ်းမြင့်တောင်းကြားပါတဲ့9ရက်တိုင်တိုင်တိုက်ပွဲဖြစ်တော့ဒီဒီပီဒီအချမ်းဖက်အဖွဲမှာရန်သူပေါင်း9ရောက်ပြီးစုံပြီး30ဦးတန်ရရှိတယ် ရန်သူများမှာဟိုပါပေါ့နော်ဒီဒဏ်ရာထိခိုက်တွေများပြီးမှာနောက်နောက်ဆုတ်စီပြေးရတယ်ပေါ့နော်ပထမဆုံးမှာတော့ဒီဒါအဲ့ခုဒီမြင်းကြံတောင်တာနထိုးကြီးတုံးပဲဒီမြင်းကြံမျိုးကိုတိုက်ဖို့ပါတော့ပါနော်အဲ့မှာတို့တို့ဒီမြင်းကြံဒီအဖွဲဒီ26ရက်လေးလပိုင်း2000နဲ့မှ25မှာစ၍ရန်သူဘက်ကဒုံးပြဘုံအလုံးရဲ့ဒုံးနေနဲ့အလုံးရရချင်းပြီးမှချတယ်ပေါ့နော်အဲ့မှာတမတော်အရာရှိမန်းနဲ့မြင်းကြံမြင်းကြံပြုစိန်များကြီးစီလုံးမှုကြောင့်မိမိရဲ့ဘက်မှာထိခိုက်ခံရရမှု တဥမမရှိကြောင်းကိုလည်းဒါခိုင်လုံတဲ့တရင်အရာရောဒီဆက်တွေမြင်းမြန်းချက်အရာရောသိရှိရပါတယ်ဗျာနော်အဲ့တော့ဦးသင်းတို့ဒီမြင်းကြံတထွေးကြီးတောင်းတာဒီ PDF အဖွဲများဒီမြင်းကြံနဲ့တောင်းတာကြပါနော်မြင်းကြံနဲ့တောင်းမြင်းကြံမြင်းကြံနဲ့တောင်းတာကြရှိနိုင်မြေတောင်းကြမှာဆိုလို့ရှိရင်ဒါဦးသင်းတို့ဖြစ်နေရဆိုသိပြီဦးသင်းတို့ဆိုလို့ရှိရင်လည်းအဲ့ဒါဟုတ်လားအမကြီးမွန်းတို့ကိုဖုန်းရေးတယ်အဲ့လိုစတိုက်ဖြစ်နေတယ်ဗျာတဲ့အဲ့တော့တပည့်တော်မှာလိုအပ်ခါလေးပေါ့နော်ဖုန်းကိုလှူပေးပါလားတဲ့ဟုတ်ပြီတို့ဘာလှူပေးရမလဲပြောပါနော်ဘာလှူပေးရမလဲဆိုတော့တို့ဒါជីကအေးကြီးပေါ့နော်ជីကအေးကြီးတပည့်တော်မှာတို့ ဒါအဆုံတရားလောက်လိုချင်တယ်ပေါ့အဆုံတရားလောက်အုပ်ပြီးရမယ်လို့အဆုံတရားလှူပေးမယ်လို့ဒါအဆုံတရားမှတိန်း40ကျော်ပဲပေါ့နော်အဲ့ဒါကိုကိုယ်တော်ဘုန်းကြီးကနေတစင်ကိုယ်တော်ဘုန်းကြီးကနေဝယ်ပြီးမှဒါမြင်းကြံကိုတော့ရောက်ရှိသွားပြီလို့ဥစဉ်တော့ကြားတရရတယ်။ပတ်ဆံကတော့ဥစဉ်ကပေးရမှာပေါ့ဗျာ။ဥစဉ်ကတော့ပတ်ဆံကတော့ဥစဉ်ကပြူမှာဆိုတော့နော်။အဲ့တော့ဘာပဲပြောပြဥစဉ်တော့မြင်းကြံပြီးလို့စစ်အဖွဲ့ကဒါထောက်ပံ့ရဂျိုးလဲနဲ့တယ်လို့ပြောရမှာပဲဗျာနော်။ဒီဥစဉ်တော့လက်မြေတောင်ကြမှာဆိုလို့ရှိရင်မြင်းကြံပြီးလို့စစ်အဖွဲ့ကဒါ ဒီ9ရက်ဇက်တိုက်ဆိုဒီတပ်မတော်အရာရှိမှန်းတပ်မတော်သားတွေနဲ့ပူးပေါင်းပြီးမှစီလုံးညီညွတ်စွာဖြင့်စီစီလုံးလုံးညီညွတ်ညွတ်ဖြင့်ဒီနထိုးကြီးမြင်းကြံတောင်းတာအဖွဲ့ဟူတာခံလိုက်တယ်ပေါ့ဗျာခံချရီမှစနစ်တကျနဲ့တူတူစကက်နီးစနစ်ပိုင်းကြနဲ့ဒီတို့တို့ရဲ့ဒီကောင်းကင်ကဒီမြင်းကြံနထိုးကြီးကဒီအကျဒီပေါ်ကောင်းကင်ကနေဒုံးတာဒုံးပုံးအလုံးရာချီးပြီးချတယ်ဒီဘက်ကလည်းစနစ်တကျနဲ့ပြန်ချတယ်အဲ့တော့ပူးပြီးမှဝန်တာတရားကောင်းတာကဥစဉ်တို့ဒီကြားရတယ်ပေါ့ဗျာနော်ဒီမြင်းကြံအဲ့ကျန်းဖက်တီရဲ့ချတဲ့ဒုံးလေး နော်ဒုံးနဲ့ဒုံးနဲ့စီးကိုလည်းဒီနောက်ထပ်ဒုံးနဲ့စီးကိုလည်းသူတို့ချတယ်ဒုံးနဲ့စီးနဲ့ချတဲ့ခါမှာနှစ်စီးလုံးကိုမြင့်ကြံဒီပတ္တဆာအဖွဲ့နဲ့တပ်မတော်ရာရှိမြတ်တပ်မတော်အဖွဲ့နဲ့ကပူးပေါင်းဖွဲ့ရတဲ့ဆွဲချရလို့ကြောင့်တစီးရတယ်တစီးရတော့ရှာမှုတွေဘူးတစီးရတော့ရရှိတယ်ပေါ့ဗျာနော်တစီးရတော့ရရှိတယ်အဲဒီမှာပြည်သူများသွားတဲ့လမ်းကိုသူတို့တွေဘာလောက်ထားရလဲဆိုတော့ဘလောက်ထိဘလောက်ထိစိတ်ဓာတ်ပိုင်းအောက်တန်းကြရလဲဆိုလို့ရှိရင်ပြည်သူအများသူငါသွားတဲ့လမ်းကိုပြည်ရဲ့ဒီအကြမ်းဖက်တွေမြင့်ကြံတဲ့ထိုးကြီးတောင်းတာအကြမ်းဖက်များဒီပတ္တဆာပြည်သူစစ်တွေမလိုက်လိုက်လိုက်မလာနိုင်အောင်ဒီလိုလမ်းကိုပိတ်ပခဲ့တယ်ဗျာနော် လောင်းအောင်လို့ပိတ်ပခဲ့တယ်။ကောင်းနေကောင်းနေကြပြင်းပြင်းငါကြီးတို့ပြင်းအဲ့တော့ပြည်သူများတွားရေးလာရေးအတွက်အစဉ်ပြေအောင်ဆိုပြီးမှဒါရှင်းလင်းပေးခဲ့တယ်ပေါ့နော်လမ်းတော်တော့ဒါအကုန်လုံး ဒါပေမဲ့ PDI အကျန်းဖက်တီရဲ့ဒီရုပ်မှမှုပြည်သူဝိုင်းတွားလမ်းမတွေမှာကားတွေမလာနိုင်အောင်မသွားနိုင်အောင်ဒီလိုတိပင်းတွေခုန်လဲပြီးထားကြတော့လေဒီ light တုတ်တင်ရှင်းလင်းနေမှာဒါတွေတွေ့ရတဲ့ကြောင့်မြင်းကြံစစ်စစ်လုံးနဲ့ပြည်သူတွေတွားရေးလာရေးအဆင်ပြေအောင်ရှင်းလင်းခဲ့တယ်ပေါ့နော်အဲ့တော့မြင်းကြံနဲ့တောင်းတာတထိုးတုံးမျိုးပေါင်းတိုက်လို့တိုက်ရင်တောင်းနန်းမြေတောင်းခိတ်ကိုမရတာပေါ့ဗျာနော်အဲ့တော့မြင်းကြံမျိုးကိုတိမ့်ဖို့ဆိုတာကိုစိတ်ကူးမရင်ပါနဲ့တဲ့နော်စိတ်ကူးမရင်ပါနဲ့လို့ဒါမြင်းကြံပတ်သက်တာပြည်သူစစ်တွေကပြောတယ်နော်မင်းတို့တုံးမျိုးပေါင်းပြီးတောင်းဒီနော်မြင်းကြံတောင်းတာတထိုးကြီးတုံးမျိုးပေါင်း လုံးမျိုးပေါင်းပြီးတိုက်လို့နမ်းမြင့်တောင်ဂိတ်ကိုတောင်မှမရတာတဲ့မြင့်ကြံမျိုးကိုဆိုတော့စိတ်ကူးလုံးဝလုံးဝမရှင်ပါနဲ့လို့စကားပါလိုက်တယ်မြင့်ကြံပတ်သက်စာပြုစစ်ကောင်းဆောင်အမျိုးတပီမယူမွေရနေနော်အဲ့တော့မင်းတို့ဒါဥသိရဲ့ဟာကိုလည်းမင်းတို့လည်းနားထောင်လိုက်မယ်လို့ဥသိလည်းထင်ပါရနော်အဲ့တော့ဘာပဲပြောပြောဒီလိုပဲတက်မတော်နဲ့ပတ်သက်စာပြုစစ်နဲ့တက်မတော်ပြည်သူနဲ့တက်မတော်ပြည်ပတ်သက်စာနဲ့ပြည်သူစီလုံးညညွတ်ဖို့လုံးမယ်ဆိုလို့ရှိရင်အရာရာကိုအောင်မြင်နိုင်တယ်ဆိုတာကိုနော်အခုလိုပဲမြင်းကြံဖွဲ့လို့အကျန်းဖက်တွေကိုဒါနှိမ့်နေနိုင်မယ်ဆိုတာကိုယုံကြည်ပါတယ်ဗျာနော်အဲ့တော့စီလုံးချင်းဒီအင်အားပါဗျာအားလုံးပါပါဗျာ